ညက၈နှစ်လောက်ဆိုပေမဲ့ကျွန်းကုတ်တို့ရွာရဲ့ပစင်းမင်ရွာချင်းဆက်လက်မှာတော့လူသူမှုရှိလောက်အောင်တိတ်ဆိတ်ခြောက်ကန်နေပါတယ်။အောင်ပါဖြည်းဖြည်းလျှောက်ပါကွာ။တောက်ထားတဲ့အရှိန်တွေတောင်မှဘယ်ရောက်သွားမှမသိဘူး။ငါလဲပုံမှန်လျှောက်နေတာကွာ။မင်းရဲ့ခြေလမ်းကနှင်းနေတာ။ငါလဲဒီလမ်းကလာတာလာရတာကွာ။စိတ်ကတိတ်မတက်ဘူး။မင်းကဒီလမ်းကလာမယ်ဆိုလို့ငါကလိုက်လာတာ။အခုပြောနေတော့မှစက်သိမ်းထားတာပြီ။အောင်ပါဟာ လက်နှစ်ဖက်ကိုပုတ်ကပြောလိုက်ပြီးတော့မိန်ပြပြကြနေရလာရောင်ကိုအမေပြုတ်ကရှောက်လာခဲ့ကြတယ်။9မိနစ်လောက်ရှောက်တော့ကျုံမိနစ်လေးကြပေါက်နေတဲ့ရွာဝင်လန်းကိုလှမ်းမြင်လိုက်ပါတယ်။ဒီတော့အောင်ပါတို့လည်းရွာလန်းဝါနာရောက်မှအဝဲထုတ်တထုတ်ကိုပိုက်ထားတဲ့မိန်းမတယောက်ဗရောက်ပင်အောင်မှရက်နေတာမြင်ရတယ်။အစကရွာတဲကတယောက်ယောက်လို့ထိုင်လိုက်ပြီးမဲ့ဒီအချိန်ကြီးမိန်းကလေးတယောက်လည်းရက်နေတာဆိုတော့နှစ်ယောက်သားအကြည့်တွေဟာတိုင်မင်မထားဘဲနဲ့ဗရောက်ပင်အောင်ကိုရောက်သွားတယ်။မိန်းကလေးကအောင်ပါတို့နှစ်ယောက်ကိုအဖက်မလို့ခဲ့နဲ့ ူလက်ထဲမှာပိုက်ထားတဲ့အထုပ်ကိုတပ်ပြောင်မှာချပြီးတော့ပထောက်ပင်ပေါ်ကို တွေ့ကပ်ပြီးတက်နေတယ်တွေ့ရတယ်။နောက်ကိုမြင်တဲ့အောင်ဘကစိုးကြီးရဲ့လက်မောင်းကင်ပြီးတော့ဟဲ့ကောင်ပြေးပြေးတော့ကွာအဲ့ဒါအဲ့ဒါမပန်းလှိုင်ကြီးကွာပန်းလှိုင်ဆိုတဲ့နာမည်ကြောင့်စိုးကြီးကငဲတဲ့ပောင်းអော်ပြီးတော့ပြေးတယ်။အောင်မလည်းခြေကုန်ပြေးပြီးတော့နောက်ကိုလက်ကြီးကပထောက်ပင်ပေါ်ကနေတွဲလောင်းနေကြပြီးလှုပ်ရမ်းနေတဲ့မိမတဲ့ကိုမြင်လိုက်ရတယ်။မင်းတို့တွေမြင်ခဲ့တာတေးကြရဲ့လား သိကြပါတယ်ကိုလင်ရာကျုပ်ရောဆိုကြီးရောဟောဒီမက်ဆီနဲ့တက်အမြင်ခဲ့တာဒါဆိုဒီကောင်မလေးကအခုထိမကြွသေးဘူးလားမကြွသေးဘူးထင်တယ်ဗျဒီလိုမျိုးကိစ္စလောက်ခရင်ကျုပ်ဖို့ခဲနေလို့ဖတ်ဖူးတယ်အောင်ပါစကားဆုံးမှာတော့မိုးပြဲတဲ့အိုးကိုထမ်းလာတဲ့ကျော်မင်းကအောင်ပါမင်းကိုဆရာတော်ခေါ်နေတယ်ခဏသွားလိုက်ဦးဒါကြောင့်ចောင်းမော်ကိုတက်လာတယ်ចောင်းမော်ကိုရောက်တော့ရုပ်ရည်တန်တန်ပြပြနဲ့မိသားစုတစုရောက်နေပြီးတော့ဆရာတော်နဲ့စကားပြောနေကြကြောင်း အောင်ပါတဲ့နောက်မှာဝင်ထိုင်ပြီးတော့စောင့်နေပါတယ်။အောင်ပါဒီကိုလာအောင်ညီမဖေ။ဒီပုံကိုတွေကဘုန်းကြီးတို့ကြောင်းမှာကြောင်းဆောင်အတွက်စောက်ကြမှာအဲ့ဒါလိုအပ်တာတွေကိုကိုညီပေးလိုက်ကြပါတင်ပါဖေ။ဒါနဲ့ဒီကလူကိုမြင်မှုသလိုပဲကိုအောင်ပါကျွန်တော်ကိုမမှတ်မိဘူးလား။လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကကျွန်တော်ရွာကိုရောက်လာပူတယ်လေ။ဟာခက်ခမရကမင်းကြောင့်မို့လား။ဟုတ်ပါဗျာ။ဒီတော့ကကိုအောင်ပါနဲ့တူတူ ငှက်လိုက်ပြီလို့ဆရာတော်ရိုက်တာတောင်မှခံရဘူးတယ်လေ။ဟာနှိတ်တွေကြလာတော့ရုပ်ကိုချက်ချင်းမမမ့်မိဘူးဗျ။မင်းကအခုလိုကြတော့လေလူကြီးလိုဖြစ်နေပါလား။ကျွန်တော်ကကိုအောင်မားတို့ကိုအမြဲတမ်းတရေရနေတာ။ဒါနဲ့မိတ်ဆက်ပေးရအောင်ပဲ။သူကများတည်တာလို့ခေါ်တယ်ကျွန်တော်မျိုးသမီး။တွေ့ရတာဝမ်းသာပါတယ်ဗျ။ရွာမှာလိုအပ်တာရှိရင်လည်းအချိန်မရွေးပြောပါ။ဟုတ်ကဲ့ပါရှင်။ကိုမင်းကျော်ကကိုအောင်မအကြောင်းတွေကိုအမြဲတမ်းပြောပြတယ်။ကျွန်တော်တို့ဘလို့ငွေခဲ့တယ်ဆိုတဲ့အကြောင်းလား ောင်ပစကားကြောင့်ပဲများတည်တာကရှိလိုက်တယ်။ဒီအကြောင်းတွေလည်းပါတယ်။ကြက်တိတိုက်ထဲကမုံပုံးတွေနိုင်စားလို့ရိုက်ခံထိတာလည်းပါတယ်။မင်းကျော်အန်တီတို့ဦးလေးတို့ရောနေကောင်းရဲ့လား။အမေနဲ့အဖေကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆုံးသွားကြပြီ။အခုရွာကိုပြန်လာကလည်းသူတို့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ရောက်လာခဲ့တာ။ဒါဆိုကွာရောက်တုံးလေးရွာမှာနေကြအောင်။နေမှာပေါ့ဗျ။မြကိုအောက်ကိုခဏသွားအောင်မယ်နော်။သွားလीမြဆောင်နေမယ်။ မင်းကျော်ဟာအောင်ပါနဲ့တူတူအောက်ကိုဆင်းလာတဲ့ချိန်ကွန်ပါပန်းလိုင်ရောအိမ်တော်ကျသွားပြီလားဟာမင်းပန်းလိုင်ကြောင့်မသိသေးဘူးလားပန်းလိုင်ဘာဖြစ်လို့လဲဗျသူမရှိတော့ဘူးလေမရှိတော့ဘူးဆိုတာဘာကိုပြောတာလဲတခြားနေရာကိုပြောင်းသွားတာလားမဟုတ်ဘူးမင်းကျော်ပန်းလိုင်ကဆုံးသွားပြီကွာမင်းတို့ပြန်ပြီး၆လလောက်နေတော့သူ့ကိုယ်သူကြိုးစွဲချပြီးတော့တက်တည်သွားတာဟာဘလို့ဖြစ်တာလဲကိုအောင်ပါ ဘာကြောင့်အခုလည်းလုပ်တယ်ဆိုတာငါတို့လည်းမသိဘူးကွာအောင်ပါစကားကြောင့်ပဲမင်းကျော်မျက်နှာညှိုးသွားတယ်ဒီတော့ကဗျာသူ့ကိုယ်တော်မနှုတ်ဆက်လိုက်ရဘူးပန်းလိုက်ခုလိုဖြစ်တာသူ့ကိုထွေးချောင်ရောမဖြစ်နိုင်ဘူးလားငါတို့လည်းမင်းလိုပဲတွေးမိတယ်ကွာဒါပေမဲ့အရန်ကရောဆက်ဆွဲလို့မရဘူးလေဖြစ်မှဖြစ်ရလေပန်းလိုက်ရဲ့မင်းကျော်ပန်းလိုက်ကအခုထိမကြွသေးဘူးကွာလာပြီလာကွယ်နေဆိုရင် သူတည်ခဲ့တဲ့ဗတော့ပင်အောင်မှာရှိနေတာမင်းများသလိုတခါတလေကျတော့လေအထုပ်ကြီးပိုက်ပြီးရှောက်သွားနေတာမြင်ရတယ်ကွမင်းတည်ခဲ့တဲ့ပန်းလိုင်ကအခုဆိုသူတည်တဲ့အပင်အောင်ကနေဖြက်ဖြက်သွားတဲ့လူတိုင်းကိုတွေ့ပြအောင်ခြောက်လန့်နေတာအောင်ပစကားကြောင့်မင်းကျော်ရဲ့မျက်နှာတွေထိတ်လန့်ခြင်းတွေပေါ်ပေါက်လာတယ်မင်းကျော်လည်းအောင်ပနဲ့စကားပြောနေတဲ့ချိန်မြတိတာရောက်လာတာကြောင့်စကားစဖြတ်ပြီးတော့ဖုန်းကြောင်းမကိုပြန်တက်သွားတယ်ဟဲ့မြန်မြန်သွားစမ်းပါဟဲ့အာယုံတက်ချိန် တောခုတ်ဝက်သားတွေတင်လာတဲ့နွားလက်တစည်းဟာကျုံကုတ်တို့ရွာဘက်ကိုတက်အေးနံမောင်းနေလာတယ်။စတဲ့ရှင်နာကခွေးကိုရောက်ရင် ခတ်တုံမောင်းတော့ခမရကလည်းဗျာကျုပ်ကိုတတိလာပေးနေပြန်ပြီ။ငါကြောက်လို့ပါကွာ။ခမရသာနောက်ကိုလှည့်မကြည့်ဘဲနဲ့ဓမ္မိတာရှေ့ကိုထိုးတာပြီ။စန်တင်ကနွားဆက်ကျုပ်ကိုခတ်တင်းဆွဲပြီးတော့မောင်းလာခဲ့ရ။လူတစ်ပတ်ကန်ကြီးမားတဲ့ဗဒောက်ပင်အောက်ကိုရောက်လာတဲ့ချိန်စန်တင်ရောအေးမြရောတစ်ကိုယ်လုံးတက်သိမ်းနေထားပြီးတော့ခေါင်းနဲ့ကြည့်လာတယ် ဆန်နေတယောက်ဘေးဘီကိုမကြည့်ပဲနဲ့လဲကိုခက်မမြန်မောင်းလာခဲ့ရဗလောက်ပင်ကျော်တဲ့အထိဘာရဲရောက်မှမတွေ့ရတာကြောင့်နှစ်ယောက်သာတိုက်ပင်ချလိုက်တယ်ဒါပေမဲ့အေးမြရဲ့နောက်ဘက်လဲအစုံမှာမိမတယောက်တင်မလဲအနေထားနဲ့ထိုင်ပြီးတော့လိုက်ပါလာခဲ့တာကိုသူတို့မသိလိုက်ဘူးဒီအိမ်ကဘယ်သူမှမနေရဘူးလားဟုတ်တယ်မင်းကျော်ပန်းလိုက်သေးတော့သူ့မိဘတွေလည်းရွာကနေပြောင်းသွားကြတယ်ဒါနဲ့ပန်းလိုက်ကဘာကြောင့်ကိုကိုကိုတက်တည်သွားတာလဲ ရွာထဲမှာတော့အမျိုးမျိုးပြောကြတာပဲကွာတချို့ကြတော့လေသူ့ပထွေးရဲ့စော်ကားတာခံရလို့တက်တည်တယ်လို့ပြောသလိုတချို့ကြတော့လေလူစားလဲခံရတယ်လို့ပြောတယ်ဘလို့လူစားလဲခံရတယ်ဟုတ်လားသူ့တည်တဲ့ဗရောက်ပင်မှာအရင်ကကျိုးဆွဲချပြီးတည်သွားဖို့တယ်လို့ရှိတယ်ကွာမင်းနဲ့ငါတို့တွေငှက်ပြထွက်တော့ကကပ္ပရာကြီးပြပြတဲ့ဥဖိုးတွေကြောင့်တတိယသေးလားဘာလဲရှာတန်းလန်းကြပြီးတက်ပင်မော်ကနေစောက်ထိုးဆင်းလာတဲ့တဲ့ရဲဖို့တွေကြောင့်လား ဟုတ်တယ်ကွာအဲ့ဒီဥဖိုးတွေကအဲ့ဒီအပြင်မှာပဲသေးတာပန်းလှိုင်လည်းအဲ့ဒီမှာပဲသေးတာဒါပေမဲ့ဥဖိုးတွေနဲ့ပန်းလှိုင်ကသေးတာချင်းတော့မတူဘူးကွာဘလို့မတူတာလဲအမ်ဥဖိုးတွေသေးတော့ပင်စီမှာကြိုးချီပြီးကြိုးစွချသေးတာသေးတဲ့အချိန်ခြေထောက်ကမြေကြီးနဲ့ထိနေပြီးတော့ပန်းလှိုင်သေးတော့ဗဒောက်ပင်ရဲ့ထိပ်ဖြားကနေတွဲလောင်ချသေးတာကွာဒါဆိုကွာနောက်ဘွားတွေလည်းဒီအဖြစ်နဲ့ပဲတရားမကန်ရှိသေးတာပေါ့အေး လူကြီးတွေကတော့မင်းလိုပဲပြောကြတာပဲအောင်ပါတို့စကားပြောနေတဲ့အချိန်လက်တစည်းဘေးနားကနေဖြတ်သွားတာကြောင့်ဟေးဆန်ကြီးဒီနေ့ဆောလာကြီးလားကွာဒီနေ့ကအယောင်းဝယ်ကောင်းတယ်လေဗျာဒါကြောင့်ဆော့ဆော့တိတ်လာတာအောင်ပါနဲ့ဆိုင်တို့စကားပြောနေတဲ့အချိန်လှဲနှောင်းမှာထိုင်နေတဲ့အေးမြတ်ဟာမင်းကျောက်ကိုမျက်ထောင်နေနဲ့စိုက်ကြည့်ပြီးတော့တခြားဘက်ကိုလှက်ထွက်သွားတယ်ဆိုင်တို့ထွက်သွားတော့မင်းကျောက်ကအောင်ပါကိုလက်တွတ်ပြီးတော့ဟိုမိမကဘာကြည့်လဲကွာကျွန်တော်တို့ကမကြည့်တဲ့အကြည့်နဲ့ကြည့်သွားတယ် မဟုတ်လောက်ဘူးကွာသူတို့လည်းများစကားများလာလို့ဖြစ်မယ်ဒါနဲ့ညကြရင်ငါ့ရင်အလေလောင်းတော့လာရမှာပေါ့ကဲလာတော့ကြရအောင်မင်းကျော်တို့လည်းတောင်းဆောင်မဲ့ကိစ္စကိုရွာကန်လက်သမားတွေနဲ့တိုက်မိပြီးတော့ညနေဆောင်ရောက်တော့ညတီတာနဲ့တူတူအောင်ပါတို့အိမ်ကိုထွက်လာတယ်မင်းကျော်တို့အောင်ပါတို့လည်းများချက်ကျွေးတဲ့ဝတ်သားနဲ့မျက်ချင်ကိုစားပြီးတော့အင်ရှိမှာထိုင်ပြီးစကားပြောနေတဲ့အချိန်အင်ရှိကနေအဝေးထုတ်ထုတ်ကင်ပြီးတော့ဖြတ်သွားတဲ့မိမတယောက်ကိုမြင်ရတယ်ခိုးမပန်းလိုက်မလားကွာ မင်းကြောင်နှုတ်ကနေလှုပ်ခနဲ့ထွက်သွားတာကြောင့်အောင်ပါကပခုံးကိုဆက်ခနဲ့ပုတ်ပြီးတော့ဒီနေ့ထမင်းစားတာအဆင်ပြေလားပြည်တယ်ရှင်တကယ့်ကိုစားကောင်းတာမင်းကျော်မင်းရောစားတာအဆင်ပြေလားစားလို့ကောင်းတယ်ကောင်းပါစားတာများပြီးတော့ဗိုက်လေးနေလို့ဗျလမ်းခဏရှောက်ရအောင်မင်းကျော်နဲ့အောင်မတို့လည်းလမ်းရှောက်ဖို့အင်အားကိုဆင်လာပြီးတဲ့နောက်ကောင်းပါခုနကကြုတ်ပန်းလိုင်ကိုမြင်လိုက်ရတယ်မင်းစကားကဘာကြီးလဲကွာငါ့ကိုမချောင်းနဲ့တော့ တကယ်ပြောတာဗျအဝတ်ထုတ်လေးကိုပိုက်ပြီးတော့ခြံရှိကနေဖြတ်သွားတာမြင်လိုက်ရတယ်။ဟဲ့ကောင်မင်းကျော်ပန်းလိုက်ကရွာတွေကိုဘယ်တော့မှမလာဘူးကွာသူ့အပင်မှာသူနေတာမင်းငါကိုမချောက်ပါနဲ့ကွာကျွန်တော်တကယ်မြင်လိုက်ရတာဗျကျွန်တော်ရောက်နေတာဒီလိုလာနှုတ်ဆက်တာများလားဒီနေ့ကလာကွင်နေမလားဟုတ်တယ်ကိုအောင်ပါဘာဖြစ်လို့လဲဒါဆိုမင်းပြောတာဖြစ်နိုင်တယ်လာပြီလာကွင်နေမှာဝိညာဉ်တွေကသူတို့အလိုရှိတဲ့ရက်ကိုသွားလာနိုင်တယ်လို့ လူကြီးတွေပြောတာကြားဘူးတယ်လာကွာအိမ်မော်ကိုပြန်တက်ရအောင်အောင်ဘားကမင်းကျော်လက်ကိုအတင်းဆက်ပြီးတော့အိမ်မော်ကိုခေါ်တင်သွားတယ်မင်းကျော်တို့လည်းအောင်ဘားတို့အိမ်မှာခဏနေပြီးတဲခိုရဖုန်ကြီးကြောင့်ကိုပြန်လာတယ်ညတကောင်ချင်းရောက်တော့ဖုန်ကြီးကြောင့်ရှိကနေဆဲဆဲငငယ်ဦးလိုက်တဲ့ခွေးဥတန်ကြောင့်မင်းကျော်လန်းလို့လာပြီးပြတင်းပေါက်ကိုဖွင့်ကြည့်ရဖုန်ကြီးကြောင့်ရှိမှအထုထုကိုပိုက်ပြီးရက်နေတဲ့မိမတဲကိုမြင်လိုက်ရတယ်ဒီတခါတော့မင်းကျော်မနေတာတော့ပဲနဲ့တဲခိုဆောင်ကနေစင်မော်လောက်မှာပဲ တကားဆိုတဲ့အတန်းကြောင့်ပဲလှည့်ကြည့်အောင်ကျောင်းဝင်းထဲမှာဇင်းညံရှောင်းနေတဲ့ဆရာတော်ကိုမြင်လိုက်ရတယ်။ဒီချိန်ပဲသွားမလို့လေတကားကြီး။ခုနကဖုန်းကြီးကျောင်းရှိမှာမိန်းမတယောက်ရက်နေတာမြင်လို့ဖွက်ကြည့်တာပါဗျာ။တကားကြီးမြင်တယ်လို့ဖုန်းကြီးလည်းမြင်နေ။ဒါပေမဲ့ဘဝချင်းကချားနေတော့အခက်မသိရင်တကားကြီးရဲ့လက်ပြားလည်းလန်းသွားနိုင်တယ်။အဲ့မှာဗျာ။ဆရာတော်ကမင်းကျောက်ကိုအပေါ်ပြန်တက်ခိုင်းပြီးတော့ကျောင်းမအိုးဘကိုရှောက်လာတဲ့ခင်းကျောင်းဝကိုရောက်တော့ အထုတ်တထုတ်ပိုက်ထားတဲ့မိမဟာကြောပိရနေထားနေရနေတယ်ဒကမလေးဒကမလေးနဲ့သူကဘွားချင်းချနေပြီလေကိုကြောင့်တခြားသူတွေအနေခါမလုပ်ပါနဲ့ဖုန်းကြီးပြုတ်တဲ့မြကုသူတွေကိုအမျှဝေတယ်ဒီလိုပြောတဲ့ချိန်မှာကြောပိရနေတဲ့မိမဟာမျက်ထောင်လေးနဲ့ဆက်ကတဲ့လှည့်ကြည့်ပြီးတော့အမောင်တူတဲကိုတိုးဝင်ပြောက်ခဲ့သွားတယ်နောက်တနေ့မနေ့ရောက်တော့ဆရာတော်ကမင်းကျောက်ကိုခေါ်ပြီးအကျိုးကြောင့်ပြောပြတယ်တပည့်တော်ဘလို့များလှုပ်တယ်လေဖေဟာတခါကြီး ဒကာကြီးဒီမှာဆက်နေရင်တော့မလိုလားအတားတွေဖြစ်လာလိမ့်မယ်။ဒါကြောင့်မျိုးကိုအရင်ပြန်ပါ။ဖုန်းကြီးဒီကိစ္စကိုရှင်းလင်းပြတာနဲ့ခေါ်လိုက်မယ်။တင်ပါဖေ။တပည့်တော်မနဲ့ပြန်ပြန်လိုက်ပါမယ်။ဆရာတော်လည်းမင်းကျော်ကိုတဲခုဆောင်ပြန်ပို့ပြတာနဲ့ကျောင်းဘက်ကို ပြန်တက်လာတယ်။မင်းကျော်တို့ပြန်သွားတော့ဆရာတော်ကအောင်မကိုခေါ်တယ်။ဒါနဲ့ဟိုကောင်မလေးကမင်းကျော်နဲ့ဘလို့များပတ်သက်မှုရှိခဲ့တာလဲ။ဘယ်ကောင်မလေးကိုပြောတာလဲဖေ။ပန်းလှိုင်ဆိုတဲ့ကောင်မလေးကိုပြောတာ။အောင်ပါ ငါ့ကိုအမှန်တိုင်းပြောပြစမ်းမင်းကျောင်းနေသူတွေကခင်မင်းရင်းနှီးတဲ့အစ်မရှိပါလေဒါကလည်းဆရာတော်ကျောင်းကိုသူမိဘတွေကထိန်လာခင်းတော့ကခင်ကြတာပါနှစ်တောင်အတော်ကြာနေပြီဖျားတငချင်းအစ်မလားတခြားရောရှိသေးလားတခြားပတ်သက်မှုရှိမရှိတော့တေချာမပြောတတ်ဘူးဖျားဘာဖြစ်လို့လဲငါစိတ်ထဲမှာတခုခုရှိမယ်လို့ထင်နေမိတယ်အေးလေသွားမင်းလည်းလှုပ်ရှားရှိတာသွားလို့တော့ဆရာတော်ကအောင်ပါကိုပြန်လှုပ်ပြီးတော့ခဏကြိမ်းဆက်ဖို့အခန်းထဲကိုဝင်သွားတယ် ကျုံငုတ်တို့ရွာဆိုတာဘယ်နာကလဲဆရာဖိုးကရုံရဲ့စကားကြောင့်အောင်မတကရှေ့မှာမြင်နေရတဲ့တစ်ပင်နာတစ်ခုကိုလက်ညှိုးထိုးပြီးတော့ရှေ့မှာမြင်ရတဲ့တော်တန်းလေးကြော်တာနဲ့ရောက်ပြီးထင်းနေကျုံငုတ်တို့ရွာဆိုတာနဲ့ဘာတွေကြုံရမလဲမသိဘူးစိတ်တောင်လှုပ်ရှားလာပြီဖိုးကရုံကလမ်းဘေးမှာပေါက်နေတဲ့တက်ကန်တစ်ခုကိုဆွတ်ချိုးပြီးတော့ရှေ့ကိုထွက်လာတယ်ကျုံပင်နာတွေကိုကြော်လွန်လာတဲ့အချိန်မှာတော့အောင်မတကခြေလမ်းကိုရက်လိုက်ပြီးလက်ညှိုးနဲ့ကြက်ချေကဖုံးစံလှုပ်လိုက်ရဒီနေရာကတခြားနေရာနဲ့မတူဘဲနဲ့ ဘာလို့မှောင်နေပါလဲဒီလိုပြောပြီးဘေဘီကိုကြည့်တဲ့အခါမှာမလန့်မကန်ကပထောက်ပင်အောင်မှာစောင်းကြောင်ထိုင်နေတဲ့မိမတဲ့ကိုမြင်ရတယ်အဲ့ဒီအချိန်ထိုင်နေတဲ့မိမကအောင်မက်တာကိုမြင်တော့ရင်ဘက်မှာပိုက်ထားတဲ့ထုပ်ကိုတစ်ပင်ချိန်မှာထားပြီးတော့အပေါ်ကိုကုတ်တွေပြီးတက်သွားတယ်တစ်ပင်ပေါ်ရောက်တော့တက္ကိုင်းမှာအသင့်ချီထားတဲ့ကျိုးတချောင်းကိုမြေအောင်ထက်ချီတယ်ပြီးတော့ကျန်တဲ့ကျိုးတစားကိုလည်းဘေးမှာဆုတ်ကောင်းဟောင်းငယ်နဲ့ခုံဆက်လာတယ်အချိန်နဲ့ကြက်လာတာကြောင့် လေပင်ယိုးကကြုတ်ခနဲမြအောင်ကြိုးပြီးရှာကအပြင်ကိုတထာလောက်ထွက်ကျလာတဲ့မြင်ကွင်းကတာမန်လူတယောက်ဆိုတွေ့ပြမှာအမှန်ပဲဒါပေမဲ့အောင်မေတ္တာတို့ကတာမန်ဖြစ်ရဖြစ်စဉ်မြင်ကွင်းကိုကြည့်နေရတယ်လို့ရက်ကြည့်နေရကြောင်းတွဲလောင်းဖြစ်နေတဲ့မိမဟာပြန်လည်လှုပ်ရှားလာပြီးတော့လေပင်မှာပတ်နေတဲ့ကြိုးစားကိုဖြုတ်ကအောက်ကိုဆင်းလာတယ်။နေတို့ကအရင်လူတွေလိုဘာလို့ထွက်မပြေးတာလဲကျိုးတို့ကိုတင်က၆လနှစ်တာမှမဟုတ်တာဘာကြောင့်ထွက်ပြေးရမှာလဲနေတို့ကထူးဆန်းတယ်ငါ့ကိုနည်းနည်းလေးတောင်မှ မကြောက်ဘူးလား ဟုတ်တယ်။ကျွတ်တို့ကတင့်ကိုမကြောက်ဘူး။အောင်မက်တာစကားကြောင့်မင်းကလေးကဝမ်းသာအားရပြေးလာပြီမဲ့သုံးပေလောက်ရောက်မှာတော့မျက်နှာကိုလက်နဲ့ကွယ်ပြီးနောက်ကိုပြန်ဆုပ်သွားတယ်။မင်းတို့နောက်ကိုကတ်လို့မရဘူး။ပူလိုက်တာ။တင်ပြောချင်အဲ့ဒီကနေပဲပြောပါ။ကျွတ်တို့ကိုဘာများပြောစရာရှိလဲ။ငါဒီကနေလုံမြောက်ချင်တယ်။နေ့စဉ်နေ့တိုင်းကြိုးစွဲချနေရတဲ့ဘွားကနေလုံအောင်လုပ်ပေးပါ။တင့်ကိုဘယ်သူကမှကုသိုလ်ကောင်းမှုမလုပ်ပေးကြဘူးလား။ငါရဲ့မိဘတွေရှိတော့ကတော့ လုပ်ပေးတယ်ဒါပေမဲ့ငါသားတို့ခေါ်မရဘူးသားတို့ခေါ်မလို့လုပ်တဲ့ချိန်လက်မမဲကြီးတွေပါဇက်ကိုလာပစ်ကြတယ်တင်းကဘာကြောင့်ကိုကိုကိုတတ်တည်ရတာလဲတေဆုံးသွားတဲ့ချိန်မှာနာကြီးမုန်တိမှုတွေကြောင့်သားတို့ခေါ်လို့မရတာဖြစ်မယ်ငါလူတချို့ကိုမုန်းတယ်ငါ့ကိုဒီလိုမျိုးလုပ်အောင်တွန်းပို့ခဲ့တဲ့လူတွေကိုမုန်းတယ်တင်းဘာဖြစ်ခဲ့လဲဆိုတာကြုံမသိပေမဲ့ဒီလိုအမှုကိုပြုဖို့တင်းစိတ်နဲ့ဆုံးဖြတ်ခဲ့တာမဟုတ်လား ငါရဲ့မတန်ရှင်းတဲ့ခန္ဓာကိုယ်နဲ့ဘယ်လိုဆက်ပြီးရှင်သန်ရမှာလဲငါချစ်တဲ့သူကိုရောဒီခန္ဓာကိုယ်ဘယ်လိုများပေးအပ်ရမှာလဲဒါကြောင့်နာကျင်မှုတက်တာတဲ့ဒီနည်းကိုငါရွေးချယ်ခဲ့တာတင်းကိုဒီအချိန်ရောက်တုံးဖို့ကဘာလုပ်လဲအောင်ပါသူတယောက်ပဲငါမြင်နေရတယ်ဒါပေမဲ့တခြားသူတွေလည်းပါတယ်တခြားသူတွေကိုဘာလို့မမြင်ရတာလဲနောက်ပြီးတော့အောင်ပါပါတယ်ဆိုတာသိပေမဲ့ဘာကြောင့်ထောက်မပြောတာလဲ ငါပြောလို့မရဘူးလူတချို့ကိုပူးကပ်ပြီးပြောခြင်းမိမဲ့ဒီအကြောင်းပြောဖို့တွေးလိုက်တာနဲ့ငါပါဆက်တွေဟာလို့မရတာဘူးအခုတင်ကကျွတ်တို့ကိုကြာတော့ဘာဖြစ်လို့ပြောလို့ရတာလဲဒါကြောင့်ထူးဆန်းနေတာငါလေနေတို့ကတာမန်လူတွေနဲ့မတူဘူးငါပြောချင်တာပြောလို့ရတယ်ဟုတ်ပါတယ်ကျွတ်တို့ကတင်သေးတဲ့နေရာမှာရှိတဲ့အနောင်ဖွဲကိုဖြစ်ထားလို့ပြောနေတာမောင်ကောင်ဗဒောက်ပင်အောက်ကိုတွေ့ကြည့်ပါအောင်မဲ့တာစကားကြောင့်မောင်ကောင်ကဗဒောက်ပင်အောက်ကိုတွေ့ကြည့်ရာ အထက်ကနေဆွေးမြည်နေတဲ့ထမိန်စားနဲ့ပတ်ထားတဲ့ခြေသက်လက်သက်အထုတ်ထုတ်ထွက်လာတယ်။ဒီကောင်မလေးဘာမှမပြောနိုင်အောင်လို့အစင်းနဲ့ချုပ်ထားတာ။ဆရာဒါကိုဖျက်ပြစ်လိုက်ရမလား။ဖျက်ရမှာပေါ့ကွာ။ပြီးမှသူ့ကိုရွာထဲခေါ်ပြီးတော့မတရားခံခဲ့ရတာကိုဖော်ထုတ်မှဖြစ်မယ်။အောင်မေတ္တာစကားကြောင့်မောင်ကောင်းကလွယ်ထဲမှာပါတဲ့အင်းတစ်ချက်ကိုအစင်းမှာတင်ပြီးတော့မိရှို့ရ။သိငယ်လာတဲ့အစင်းတွေကနေလူတရက်ခန့်မြင့်တဲ့မိတော့တွေထပ်ပေါ်လာတယ်။ဆရာဘိုးဖြူစင်ကဒီရွာကိုလာခိုင်းတာ။ ီကောင်မလေးကြောင့်လားအတိအကျလို့ပြောလို့မရဘူးမောင်ကတခြားဘာတွေရှိသေးလဲဆိုတာစောင့်ကြည့်ရမယ်။အောင်မက်တာတို့လည်းအစင်းကိုဖျက်ပြီးတာနဲ့ကောင်မလေးကိုခေါ်ပြီးရွာထဲကိုဝင်လာတယ်။ရွာထဲကိုရောက်တော့ကောင်မလေးကဖုန်းကြောင်မက်ကိုလှည့်ပြီးအထဲကိုလိုက်ကြည့်တာကြောင့်အောင်မက်တာကဘာဖြစ်လို့ဖုန်းကြောင်ထဲကိုလိုက်ကြည့်တာလဲ။ငါရဲ့ဘဝမှာပထမအဆုံးခင်မင်ခဲ့ရတဲ့တငယ်ချင်းကိုလိုက်ရှာတာဒီနေ့တော့သူမရှိတော့ဘူးထင်တယ်။တင်ကအရင်ချိန်တွေတုန်းကရွာထဲကိုလာလို့ရလား အမဲတန်းတော့မရဘူးလေလာပြီလာခွင့်နေစိန်တော့တရားရောက်စီမှာကပ်ပြီးလိုက်လာလို့ရတယ်အခုတော့တင်ရွာလေးကိုဝင်လို့ရအောင်လို့ရွာဆောင်နဲ့ကိုခွင့်တောင်းထားတယ်တင်းနေနဲ့သူ့ရဲ့အုတ်ထိန်မှုအောက်မှာလလောဆယ်နေရမယ်လိုအပ်တဲ့အချိန်တင်းကိုခေါ်လိုက်မယ်အမဲတားကခေါ်လာတဲ့မင်းကလေးကိုရွာဆောင်နဲ့နတ်နန်းမှာထားခဲ့ပြီးတော့ဖုန်းကြောင်းနဲ့ကိုဝင်လာတယ်ကျောင်းမကိုရောက်တော့ဆရာတော်ကိုကတော့ပြီးတဲခိုဝင်တောင်းရကျောင်းရဲ့နောက်ဖက်ကျောင်းဆောင်လွတ်မှာတဲခိုဝင်ရတယ်ညဘက်ရောက်တော့ ောင်မြတ်သားကကျောင်းဝင်လမ်းဘေးမှာဆင်းရဲလျှောက်ပြီးဂုံတော်ပွားနေတဲ့အချိန်အနောက်ဘက်ကနေခြေတန်ကြားတို့ကြည့်လိုက်ရာကျောင်းနိုင်ဖုန်ကြီးဖြစ်နေတာကိုမြင်ရတယ်။ဒကာလေးတို့ဒီကိုရောက်လာတာအကြောင်းရင်းတစ်ခုတော့ရှိတယ်မလား။တင်ပါဖျား။အမှန်တမ်းရှောက်ရမယ်ဆိုရင်တော့မကြုံမလို့သေးတဲ့သူတယောက်ရဲ့အကူကြီးတောင်းမှုကြောင့်ရောက်လာခဲ့တာပါ။ဒကာလေးတို့ပြောတာပန်းလှိုင်းဆိုတဲ့မင်းကလေးကိစ္စထင်းနေ။ဆရာတော်ကဒီကိစ္စကိုသိနေတာလား။ဒီကလေးမကလာပြီလောက်ကုန်နေဆိုရင် ဖုန်းကြောင်းဝကိုအမြဲတမ်းလာတတ်တယ်။ဘာကိစ္စမှန်းလဲမင်းရင်ဘာမှလည်းပြန်မပြောဘူး။လက်ထောင်နေတဲ့စိုက်ကြည့်ပြီးပြန်ပြန်သွားတတ်တယ်။သူ့မှလည်းအမုန်းတရားတွေအညှို့တွေရှိတယ်ဆိုတာမြင်နေရတယ်။ဒီမှာဖေဟာဒီကိစ္စကိုတပည့်တော်တို့တွေကိုကြီးပြေဖို့ရောက်လာခဲ့တာပါ။ဖုန်းကြီးကတော့လော်ကီကိစ္စတွေနဲ့ခက်ခဲငဲနေတာကြောင့်တကာလေးတို့ကိုကိုကြီးနိုင်မယ်ဆိုပိုကောင်းတာပေါ့။ဖုန်းကြီးဘက်ကလိုအပ်တာရှိရင်ကိုကြီးပြေးမယ်။အခုတော့ကြားရတာအားတက်ပါတယ်ဖေဟာ။ တဆက်တည်းအကူအညီတောင်းညင်တာကခလေးမကိုရွာထဲကိုဝင်ထွက်ဖို့အတွက်ခွင့်ပြုပေးပါ။ဒကာလေးတို့တင့်တုံမဲ့ထင်လို့ပါ။ရွာကလူတွေကိုမထိခိုက်ရပြီ။တင်ပါဗျာ။တပီတော့တာဝန်ယူပါမယ်။အောင်မက်သားလည်းဆရာတော်ကြီးကခွင့်ပြုချက်ရပြီမို့လို့တဲခိုတဲ့အဆောင်ကိုပြန်ပြီးတော့မင်းကလေးကိုဆင့်ခေါ်လိုက်ရာချက်ချင်းပဲရောက်လာတာတွေ့ရတယ်။တင့်ရဲ့လူဘဝနာမည်ကပန်းလိုင်လား။ဟုတ်ပါတယ်။တင့်ကဒီဖုန်ကြီးเจ้าကိုလာပြီးလာကွယ်နေတိုင်းလာတယ်ဆိုတာဘာကြောင့်လဲ။ လူတယောက်ကိုလာရှာတာပါသူ့နာမည်ကမင်းကျော်လို့ခေါ်တယ်သူ့နဲ့တင်တဲ့ကဘလို့များပတ်သက်မှုရှိတာလဲရွာမှာကထိန်လာလို့ရင်းနဲ့ရင်းနေခဲ့တာပါဒါပေမဲ့သူ့နဲ့ကတာမန်ရင်းနေမှုထပ်ပို့ပြီးတော့များခဲ့ကြတယ်တင်အခုလိုဖြစ်မျိုးနဲ့ရင်ဆိုင်ရအောင်လုပ်ခဲ့တဲ့လူတက်မှာမင်းကျော်ဆိုတဲ့သူပါလာအောက်မက်တာစကားကြောင့်ပန်းလိုက်မျက်နှာထပ်မှာဒေါသကြီးအောင်တွေထွက်လာတယ်သူ့ကြောင့်မဟုတ်ဘူးသူကငါ့ကိုဖြူဖြူစင်စင်နဲ့ခင်မင်ခဲ့တာ ဟုတ်ပါပြီကျွတ်တို့ကစကားအရာကြောင့်ပြောမိတာပါတဲ့အနေနဲ့အခုလိုနေရတဲ့ဘွားကကျွတ်လွတ်ချင်တဲ့စိတ်ရှိလားငါဒီဘွားမှမနေချင်ဘူးလောက်ရကျွတ်ရကိုသွားချင်တယ်ငါ့ကိုကူညီလို့မရဘူးလားတင်းကိုကူညီမယ်ဆိုတဲ့ရဲ့မသိစိတ်ကဖြစ်နေတဲ့အညှို့တွေကိုပယ်ဖျက်မှဖြစ်မှာငါဘလို့များလုပ်ပေးရမှာလဲငါရဲ့စိတ်ထဲမှာဖြစ်နေတဲ့အညှို့တွေအာဃာတတွေကိုဖျောက်ဖြစ်ဖို့အတွက်ငါဘာလုပ်ပေးရမလဲကောင်းပြီတဲ့အနေနဲ့ DPM မှာပါဝင်တဲ့သူတွေကိုကိုကြီးဖော်ထုတ်ပေးပါပူပေါင်းပေးပါမင်းတို့ပြောသလိုလုပ်ရင်ငါ့ကိုစော်ကားခဲ့တဲ့သူတွေကိုဖော်ထုတ်နိုင်မှာလားကျွန်တော်တို့စူးစမ်းကြည့်ပါမယ်တင်ကတော့ကျုပ်တို့ပြောတဲ့အတိုင်းလုပ်ပေးဖို့လိုမယ်နေပြောတဲ့အတိုင်းငါလုပ်မယ်ဒါပေမဲ့တချို့လူတွေကငါသွားလာလို့မရအောင်လို့ပိတ်ပင်တားဆီးနေကြတယ်ဒီတော့မပူနဲ့ကျုပ်နဲ့ဆရာတော်ကတင့်အတွက်ကူညီမယ်အောင်မြတ်တာစကားကြောင့်ပန်းလိုက်မျက်နှာမှာမျှော်လင့်ချက်ဆိုတဲ့အရေးရုံတွေထွက်ပေါ်လာပြီးတော့ အဖြစ်မနေလောက်ရမယ်ဆိုတဲ့သွင်းသဏ္ဍာန်တွေပေါ်ပေါက်လာတယ်။အောင်ပါမိရှင်ရောက်နေပြီကွထင်းတွေထိုးဂျွာကရာသာကောင်းဆောင်ဖြစ်တဲ့မောင်ကိုရဲ့စကားကြောင့်ပဲအပြင်ကငင်းနေတဲ့အောင်ပါဘေးမှာရှိတဲ့ထင်းချောင်းကိုမိဖို့တွေကိုပြစ်ထည့်ပြီးနိုင်တိုင်းနေတယ်။အောင်ပါမင်းနေလို့မကောင်းဘူးလား။ကောင်းကောင်းပါလေကွာဘာဖြစ်လို့လဲ။မင်းပုံစံကြည့်ရတာငုံငုံငိုင်းနဲ့ဖြစ်နေလို့မေးကြည့်တာ။မိသားစုကိစ္စရှိလို့ပါကွာ။ဒါဆိုလဲအိမ်ပြန်ပြီးနားလေကွာ။ မင်းပေါင်းနာကနောက်တထည်ဆိုပြီးပြီးငါတို့ဘာသာကြည့်လုံးမယ်မောင်ကိုရဲ့စကားကြောင့်မင်းအောင်မကောင်းချင်းပြပြီးတော့ထမင်းချက်တဲ့နေရာကနေလင်ကိုပြန်လာတယ်လမ်းလျှောက်နေနဲ့နောက်ကျောဘက်ကနေထွက်လာတဲ့တဟင်းကြီးနဲ့ညီတန်ကြောင့်အောင်ပလှည့်ကြည့်ရာတပင်းနောက်ကိုရိတ်ခနဲဖြတ်ပြီးသွားတဲ့လူကြီးတစ်ခုကိုတွေ့ရတယ်ဘာလို့လဲအောင်ပကကြောက်ကြောက်နဲ့မေးပြီးရှေ့ကိုဆက်လျှောက်သွားတဲ့ချိန်နောက်ကနေကပ်ပါလာတဲ့ခြေတန်တစ်ခုကိုသတိထားမိသွားတယ်ဟဲ့ဘာလို့လဲလို့မေးနေတယ်ဒီတခါတော့အောင်ပဟာဖြတ်ခနဲလှည့်ကြည့်ပြီးမေးရာ မဲနဲ့ရဲ့စပင်းတချို့ကလေထဲမှာလွင့်ကျန်ခဲ့တာကြောင့်ခြေလှမ်းကိုရပ်ပြီးပြေးဝင်သွားတဲ့တပ်ပင်နောက်ကိုကြည့်တဲ့အချိန်စပင်းဖားလာချပြီးတော့ကြောပေးရက်နေတဲ့မိမတယောက်ပုံရိပ်ကိုမြင်ရတယ်။ငါမေးနေတယ်လေ။နင်ကဘာလုပ်လဲ။ငါပန်းလိုက်။ကြောပေးရက်နေတဲ့မိမကခန္ဓာကိုယ်ကိုစက္ကနဲ့လှည့်ပြီးပြောတဲ့အချိန်အောင်ပါတကလုံးကြက်သိမ်းမှုကြီးနဲ့ထပြီးတော့အကျော်တွေဆိုင်းသွားတယ်လို့ဖြစ်သွားတယ်။နင်ကတည်သွားပြီမဟုတ်လား။ဘလို့ဖြစ်ပြီးတော့ဒီဟာတွေကိုရောက်နေရလဲ။ နေငါနဲ့ပတ်သက်ပြီးတခွခုတီးထားတယ်မလားငါဘာမှမသိဘူးဘာမှလည်းမမြင်ဘူးအောင်ဘကြောက်တဲ့ကြာနောက်ကိုဆုပ်ပြီးလှည့်ပြဖို့လုံးမှာပန်းလိုက်ခန္ဓာကိုယ်ကသူ့ရှိမှပိတ်ရတယ်အဲ့ဒီနေ့ကနေငါကိုလာခေါ်တာလေအခုမှဘာလို့မသိကြအောင်စောင့်နေတာလဲပန်းလိုက်တယောက်အောင်ဘလက်ဘင်းကိုဆက်ကနေဆုပ်ခံပြီးပြောတာကြောင့်ခန္ဓာကိုယ်နောက်ကိုလမ်းကျသွားတယ်မင်းကျော် မင်းကျော်ကနေနဲ့တွေ့ကျင်နေဆိုလို့ငါကလာပြောခဲ့တာကျွန်တော်ငါဘာမှမသိဘူးနေမလိုက်နဲ့မင်းကျော်ကငါကိုအဲ့လိုမျိုးလုံးမဲ့လူစားမဟုတ်ဘူးငါဘာမှမသိတာအမှန်ပါဟာမင်းကိုဒီလိုဖြစ်မျိုးကြုံအောင်ငါလုပ်ခဲ့တာမဟုတ်ဘူးငါကိုဘသူကြံစီခဲ့တာလဲနေမပြောရင်နင်းကိုရောနင်းရဲ့မိသားစုကိုပါဒုက္ခပေးပြင်မယ်နင်းကငါငါဘလို့ပြောရမလဲအောင်ပါ နင်းကငါစောင့်ကြည့်နေရကြပြီအိန်းလေးကငါရှိမှနေရကိုနင်းနဲ့မင်းကျော်ပဲသိတာမင်းကျော်ကငါ့ကိုဘလို့အချိန်မျိုးမှမှလက်ဖျားနဲ့တောင်တုတ်ထိခဲ့တာမဟုတ်ဘူးပန်းလိုက်ငါမှန်တိုင်းပြောပြင်ဟာနင်းကိုအခုလိုဖျက်အောင်လုပ်ခဲ့သူကမင်းကျော်ပဲဟာနင်းအရန်ကိုယုံခဲ့သူက အခုလိုဖျက်အောင်လုပ်ခဲ့တာအောင်ပစကားကြောင့်ပန်းလိုက်လက်တွေတနုံကြီးဖြစ်လာတယ်လို့မျက်နှာနဲ့ဒေါသရှိတွေထပ်ပေါ်လာတယ်မင်းကျော်မင်းကျော်ကငါ့ကိုမဖြစ်နိုင်ဘူးသူကဒီလိုလူစားမဟုတ်ဘူး ငါပြောတာယုံမှာဟာမင်းကျော်ကအဲ့နေကထမ်းရင်မူးနေတာနေနေလိုက်တာငါငါလဲပင်ဟာအောင်ပါတယောက်လဲပင်ကိုဖိကိုက်ပြီးတော့အော်ဟိတ်တဲ့ချိန်အောင်ပါအောင်ပါဘာဖြစ်တာလဲဆိုတဲ့တန်းကြောင့်သတိပြန်ဝင်မကြည့်လိုက်ရသူ့ကိုလှုပ်ခါနေတဲ့ရွာကန်တစ်ချို့ကိုမြင်ရတယ်ပန်းလိုက်ကွာငါလဲပင်ကိုလာညှစ်လို့ဟာဒီကောင်တော့ပေါက်ကြရတယ်ပြောနေဖြတ်ပြီမင်းတယောက်တည်းဆက်ငင်ဆက်ငင်ဖြစ်နေလို့ငါတို့လာကူတာကွာထထထမင်းကိုအိမ်ပြန်ပို့မယ် ရွာငယ်လူတွေစကားကြောင့်ပဲအောင်ပကြောက်လန့်နေကြတဲ့ဘေးကိုလှည့်ကြည့်တဲ့အချိန်လူအိုးရဲ့နောက်ကနေသူ့ကိုစိုက်ကြည့်နေတဲ့ပန်းလိုင်ကိုမြင်ရတယ်။အိမ်ကစပြီးအောင်ပတယောက်ညနေနေဝင်ရောအချိန်နဲ့အိမ်ထဲကနေအိမ်ပင်ကိုလုံးဝမထွက်တော့ဘူး။အမေတားတို့လည်းအောင်ပရဲ့ခြေနေကိုအကဲခတ်ပြီးနောက်မှာတော့လုံခဲ့တဲ့စနေလောက်ကဖြစ်ပျက်ခဲ့တဲ့တေချောင်းကြက်စီမှုကိုပြန်လဲဆစ်ဆစ်ပေးဖို့မြို့နယ်ရဲတပ်ဖွဲ့မှုရုံကိုတွားရောက်ပြီးတော့အမှုဖွင့်နေ။ဆယ်စုံနှစ်တခုစာလောက်လူမသိသူမသိဖြစ်ခဲ့တဲ့အမှုဟာ ကြုံမလို့ဖြစ်ခဲ့တဲ့ကာကရှင်မင်းကလေးရဲ့အကူအညီကြောင့်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးပြီးတော့တရားခံဖြစ်တဲ့မင်းကျော်အောင်မားတို့ကိုဖမ်းဆီးရယူနိုင်ခဲ့တယ်။ဒီမှုမှာမကြုံမလို့ဖြစ်ခဲ့တဲ့ပရလောကသားရဲ့အကူအညီကြောင့်တရားခံကိုဖမ်းဆီးနိုင်ခဲ့တဲ့အမှုဖြစ်မှတ်တမ်းဝင်သွားတယ်။အမှုဖြစ်အကြောင်းအရာကိုစစ်ဆေးပြီးတဲ့အချိန်မှာ အောင်မားနဲ့မင်းကျော်တို့ဟာရွာနောက်ဒေါ်ဆတ်မှာဟင်းရွက်ခူးနေတဲ့ပန်းလှိုင်ကိုမျက်လုံးမှိပြီးတော့ဆန်းနောက်ဖို့သာကြံရွယ်ခဲ့ပေမဲ့မင်းကလေးယောက်ျားလေးထိတွေ့မှုကြောင့်မယုံထွက်နိုင်မဲနဲ့ မတော်တရားပြုကျင့်တဲ့မှုဖြစ်ကောင်းဖော်ပေါ်ခဲ့တယ်။အောင်ပါနဲ့မင်းကျော်ရဲ့ထွက်ဆိုချက်အရသူတို့အနေနဲ့စားနောက်ဖို့သာကြံစီခဲ့ပေမဲ့ကြောက်လန့်ပြီးတော့သတိလင့်မေ့မျောသွားတဲ့ပန်းလိုက်ကိုမြင်ပြီးမကြံစီအပ်တဲ့အမှုကိုကျွလုံခဲ့ကြောင်းဝန်ခံခဲ့တယ်လို့မင်းကျော်အနေနဲ့ပန်းလိုက်တည်ဆုံသွားတဲ့အချိန်မှာရွာကိုပြန်လာပြီးတော့အောက်လန်းဆရာတဦးနဲ့ပူးပေါင်းကသူတို့အမှုမပေါ်အောင်လို့ကြံစီခဲ့ပုံကိုလည်းဖွင့်ဟထွက်ဆိုခဲ့တယ်။ဒီပြစ်မှုကြောင့်ပဲမင်းကျော်နဲ့အောင်ပါတို့ကိုမြို့နယ်တရားရုံးကအလုံးနဲ့ထောင်ဒဏ်ဆိုင်နဲ့ကြားခံစေဖို့ မိန့်ပေးခဲ့တယ်လို့ဒီအမှုကလည်းပျောကဆရာနဲ့မကြွတ်သေးတဲ့ဝိညာဉ်ရဲ့အကူအညီကြောင့်ပေါ်ပေါက်ခဲ့တဲ့အမှုဖြစ်မှတ်တမ်းဝင်သွားတယ်။ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရလောကဇလံပြီးဆုံးပါပြီ။နားတော်တာဆင်းသူပြည်သက်ကြီးလည်းဆယ်ချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခင်ဗျာ။